ားလုံးမင်္ဂလာပါခင်ဗျာဇွန်လ2ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ကျွန်တော်ပထမဆုံးသတင်းကတော့ကျွန်တော်တို့မန္တလေးတိုင်းဒေသကြီးတပိတ်ချင်းမြို့နယ်လေးမိုင်မှာရှိတဲ့ဒါ PDF တွေထိန်းချုပ်ထားတဲ့နေရာပေါ့နော် PDF တွေစုဖွဲ့နေတဲ့စာတင်ကြောင်းတွေအဆောက်အဦတွေလေကြောင်းတိုက်ခိုက်ခံရပြီးတော့တည်ဆုံးမှုလည်းရှိခဲ့တယ်လို့သိရတယ်ဒါနဲ့ပတ်သက်ပြီးတော့သူတို့နယ်မြေမှာဖြစ်ပွားတဲ့ဖြစ်စဉ်ဖြစ်တဲ့အတွက် အဲဒီဆုံးမှုနဲ့ပတ်သက်ပြီးတော့အတိအကျကတော့ကျွန်တော်စုံစမ်းနေစေဖြစ်ပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ထိုင်းနဲ့ကမ္ဘောဒီးယားအခုတိုက်ပွဲတွေဖြစ်နေတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားဖြစ်နေတဲ့တိုက်ပွဲမှာထိုင်းဘက်ကအမြဲတမ်းလို့လူအုံချတဲ့နေဆိုင်တွေနဲ့ပတ်သက်လို့ရှိရင်အုံချတဲ့တပ်ဖွဲ့တစ်ဖွဲ့ရှိတယ်။အဲ့ဒါစစ်သားလို့လည်းပြောလို့မရဘူး။ဆိုတော့အင်ကြီးအနက်ရောင်ဝတ်ထားတယ်ထိုင်းဘက်တစိတ်တက်ထားတဲ့အဖွဲ့တွေပေါ့။အဲ့ဒီအဖွဲ့တွေမှာထိုင်းလူမိုက်တွေကနေတဆင့်အဲ့လိုမျိုးပေါ့နော်ပုံပြောင်းပေါ့။အဲဘယ်လိုပြောရမလဲရုရှားလို့တလူမျိုးပါပဲ။ ကြေးစားပုံစံမျိုးထားတဲ့အဖွဲ့ပေါ့နော်အဲ့အဖွဲ့မှာတက်ကြီးတဲ့သူတွေလည်းပါတယ်အဲ့ဒီအဖွဲ့တွေကိုကမ္ဘောဒီးယားအခုဖမ်းမိထားတယ်နော်အဲ့အဖွဲ့တွေကတော်တော်များများဒီတနက်အကောင်စားတွေတက်ဆင်ပေးတာတွေအာပြီးလို့ရှိရင်ဟိုတော်တော်လေးဟိုခစ်မိတဲ့ဆစ်လက်နက်ပစ္စည်းကိရိယာတွေကိုထုတ်ထားပေးတယ်ပေါ့နော်ထိုင်းကဒါမဲ့လည်းအဲ့ဒီအဖွဲ့တွေခုကမ္ဘောဒီးယားဖမ်းဆီးထားတယ်ဖမ်းဆီးထားတာဖြစ်တဲ့အတွက်ဟိုထိုင်းနဲ့ဒီကမ္ဘောဒီးယားကြားထဲမှာတင်းမာမှုကပိုပြီး မြင့်တက်နေတယ်ဖန်ဆီးထားတယ်မှာ3 4ယောက်လောက်ဖန်ဆီးခံထားရတယ်ဗောနော်ဆိုတော့မြန်မာဘက်ကဒီဝါနဲ့ဖြစ်တဲ့ဖြစ်စင်မှာလဲအစောပိုင်းတော့ဒီအဖွဲတွေကိုတုံးမယ်ဆိုတဲ့ပုံစံမျိုးတည်င်းနေထွက်တယ်တဆင်နဲ့ဒီဝါနဲ့ဒီလိုတင်းမာနေတယ်ဗောတဆင်ရဲ့စကားကြောင့်ဝါနဲ့ထိုင်းနေကြတယ်မှာတင်းမာနေတဲ့ကြားထဲမှာဒီအဖွဲတွေကိုတုံးမယ်ဆိုပြီးတည်င်းနေထွက်တယ်ဒါပေမဲ့လည်းအခုကမ္ဘောဒီးယားဘက်မှာလက်ရှိတုံးနေရတယ်ဟိုအရင်တော့ကလည်းလွန်ခဲ့တဲ့နှစ်အဖြစ်ပြောမယ်ဆိုလို့ရှင်14နှစ်15နှစ်ဝန်းကျင်လောက်ပေါ့နော် အဲ့လောက်ဝန်းကျင်ကဖြစ်ခဲ့တဲ့အချိန်ဒီမှာလေဒီထိုင်းနဲ့ကမ္ဘောဒီးယားနဲ့ဂျာတယ်မှာဒီအဖွဲ့ကိုတုံးပြီးတော့အဲကမ္ဘောဒီးယားဘက်ကိုဖြည့်ရှင်းခဲ့တာရှိတယ်ပေါ့နော်လက်ရှိအချိန်မှာတော့ကမ္ဘောဒီးယားဘက်ကအသာစီးရတယ်လို့ပဲပြောရမလားတော့မသိဘူးထိုင်းအဲ့ဒီစစ်သားအချို့ကိုပေါ့နော်ဖမ်းဆီးရမိထားတာရှိပါတယ်နောက်တရင်တဲ့ဘုတ်ကတော့အဝါပေါ့နော်ဝါဘက်ကနေပြီးတော့ကလေးစစ်သားတွေကောက်တာပေါ့ဒါကတော့ထုံးစံပါပဲဝါထဲမှာနေဘူးတဲ့သူတွေတော်တော်များများသိကြပါတယ် ကျွန်တော်မိတ်ဆွေတွေကိုယ်တိုင်ဝါထဲမှာနေခဲ့ဘူးလို့ပေါ့နေခဲ့ဘူးတဲ့ခါကျတော့သူတို့လည်းသိကြပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီဝါကသူကအိမ်ဒီမှာဒီကလေးတွေလိုက်ကောက်တယ်အဲကလေးလိုက်ကောက်တယ်ဆိုတာကလူကြီးမပေးနိုင်ကလေးကောက်တယ်ပေါ့ဝါတော်တော်များ BNN မှာလုတ်သွားလို့တဲ့ထိုင်းမှာသွားလုတ်တယ်အချိန်တိုင်းပြန်လာပြီးစစ်မှုထမ်းရမယ်မထမ်းလို့ရှိရင်အိမ်မှာပြဿနာတက်မယ်မရှိရှိတဲ့လူထမ်းရမယ်ပေါ့နော်ဒါပေမဲ့ထမ်းရတာများပါတယ်ပြန်လာရတယ်ပေါ့ရေနော်ရအောင်ပြန်လာရတယ်ပေါ့ အဲ့တော့အသက်ပြည့်စည်ဖြစ်စီမပြည့်စည်ဖြစ်စီနိုင်ငံတကာစံနှုန်းတွေပါဒီဝါတော့မသိပါဝါသိတာစိတ်မှုထမ်းဖို့ပဲเนาะကလေးစစ်သားတွေပါလေဝါစိတ်ဝင်စားဦးသူစီကိုစိတ်မှုအချိန်ပြည့်စိတ်မှုလာထမ်းရမယ်မိန်းကလေးစိတ်မှုထမ်းရမယ်ယောက်ျားလေးစိတ်မှုထမ်းရမယ်เนาะသူတတ်မှတ်တဲ့နှစ်အလိုက်နောက်တတိယဘက်ကတော့ဒါအမြန်လမ်းပေါ့ရန်ကုန်မင်းလေးအမြန်လမ်းမကြီးမန္တန်အမှတ်165မိုင်မှာတရားတစင်းအောက်ခြေတံများတွေပျက်စီးနေလို့အကားတွေ အလဲကြပဲလွတ်နေတယ်ဗောနော်အဲ့တော့နည်းနည်းလေးအဲခยีနောက်နေမှုတွေတော့ရှိတယ်အဲ့ဒါကိုတော့နည်းနည်းလေးတော့တီးခန့်စေခြင်းနဲ့အကုန်လုံးကောင်းမှုအတွက်လုပ်နေတယ်ဗောနော်ဆိုတော့တရားကတရားအောက်ခံတံများတွေပြက်စီသွားတဲ့အတွက်ပြန်ပြီးပြင်ဆင်နေတာလို့သိရတယ်အဲ့ဒီပြက်စီနေတဲ့ဟာကိုအဲဆောက်လုပ်ရဘက်ကလည်းအများဆုံးပြင်ဆင်နေတယ်ဗောနော်ပြင်ဆင်ပြီးလို့ရှိရင်တော့ပုံမှန်တိုင်းသွားလာလို့ရမယ်လို့သိရပါတယ်ဆိုတော့နောက်တဲ့ဒီနေ့ဘုကတော့ဒါဒီနေ့ဆိုလို့ရှိရင်ကြောင်းတွေဖွင့်ပါပြီဆိုတော့အများဆုံး ကြောင်မအနှံ့ရသေးတဲ့သူတွေကိုယ်ကလေးတွေကိုကြောင်အနှံ့မှုလိုပါတယ်။အဲဒါကြောင်ဖွင့်တဲ့ကာလဖြစ်တဲ့အတွက်အချိန်မီအနှံ့မှုလည်းလိုပါတယ်။နောက်တစ်ချက်ကဒီပြဿနာလေးနေနေလည်းရှိနေသေးတယ်။အဲဒါကဒီကြောင်ဖွင့်မှလည်းနဲ့ကြောင်အပ်လို့မရတဲ့ကလေးတွေလည်းရှိနေတယ်။နော်အဲဒါလေးကြီးလည်းဂယူဆိုင်ကြပါဦး။ဘာလို့လဲဆိုတော့ဟိုတချို့ကလေးတွေကအိမ်အောင်စုစရာမရှိလို့နော်မှတ်ပုံနေမလုံးနိုင်လို့ မလုံးနိုင်လို့ပြောတဲ့ဟိုကပြဿနာရှိတယ်။ဘန်ကင်းစီမံချက်နဲ့တော့အကုန်လုံးကိုအခမဲ့เนาะလုတ်ပေးခဲ့တယ်။အဲတချို့နေရာတွေမှာတော့အခမဲ့နှီးပါပေါ့နော်။အဲဒါတချို့ထမင်းစည်းပြန်ပေးရတာတို့ဘာလို့ညာတို့ဒါမျိုးလေးလည်းနေဘက်မှာရှိပါတယ်။ဒါတချို့ကတော့သူတို့ယဉ်ကျေးမှုနဲ့သူတို့မလို့မပြောချင်ဘူး။ဒါပေမဲ့တော်တော်များများပတ်စံပြန်ပေးရတယ်။เนาะပတ်စံပြန်ပေးရတယ်။တချို့ပတ်စံမရှိလို့ဆိုရင်မလုံးနိုင်ဘူး။တချို့ကအလကားရမယ်မှမသိဘူး။လုံရင်ပတ်စံကုန်မှာဆိုလို့ မလုတ်ခဲတဲ့သူတွေလည်းရှိတယ်အခုကလေးចောင်းနေတဲ့ခါကျတော့မှအခက်ခဲဖြစ်တယ်အဲ့ဒါလေးတွေလည်းကုညီပေးစီချင်ပါတယ်နောက်ပြီးလို့ရှိရင်အဲ့ဒါအခုအခက်ခဲပေါ့အခက်ခဲကျွန်တော်ကိုယ်တိုင်လည်းအခုတချို့ကလေးတွေအចောင်းတက်ဖို့အတွက်ကုညီထားရတာရှိတယ်ဘဝင်လည်းပြောရရင်ငွေကြေးမတက်နိုင်တဲ့ကလေးတွေအတန်းကြီးလာပြီငွေကြေးမတက်နိုင်ဘူးငွေကြေးမတက်နိုင်တဲ့ခါကျလို့ရှိရင်ကြောင်မနေတော့တဲ့အထိမနေကျင်တော့တဲ့အထိဖြစ်လာတယ်ကလေးတွေကအဆင်မပြေဘူးပေါ့နော်အဆင်မပြေတဲ့ခါကျမနေကျင်တော့တဲ့အထိဖြစ်လာတယ် တော့တချို့ကလေးတွေလည်းကျွန်တော်တို့ဝိုင်းဝန်းထောက်ပံ့ကြဖို့လိုပါတယ်တကယ်လို့မနေနိုင်တဲ့ကလေးတွေများကိုယ့်ရှိမှရှိတယ်ဆိုလို့ရှိရင်လည်းဝိုင်းဝန်းထောက်ပံ့ကြဖို့လိုပါတယ်ကလေးတွေပညာတတ်မှကျွန်တော်တို့အနာဂတ်ကောင်းမှဖြစ်ပါတယ်အဲ့တော့ဒီဇွန်လ2ရက်နေ့ကတနင်္ဂနွေလောက်တိုင်းနဲ့အကြောင်းတွေဖွင့်ပြီးဖြစ်ပါတယ်တော့ကြောင်းတက်ရောက်တဲ့ကြောင်းသားဥယျာရတော့ကျွန်တော်တို့တရက်နှစ်ရက်လောက်အထွေမှာ confirm လုပ်နိုင်မှာပေါ့နော်ဘယ်လောက်ထိဟိုတက်သွားမယ်ဆိုတော့ဘို့ပြီးခဲ့တဲ့ရက်ကကျွန်တော်တို့ဒီကြောင်းအနှံနဲ့ကလေးရတော့ တန်းနဲ့ခြီသွားပြီးဖြစ်ပါတယ်။ဘာပြောကလေးမများចောင်းတက်လို့ရှိရင်နိုင်ငံအတွက်ဒါအနာဂတ်ကပိုပြီးကောင်းမွန်တယ်လို့ကျွန်တော်ယူဆလို့ရပါတယ်။နောက်တဲ့နေ့ဘုကတော့ဒါ SSPP နဲ့ MND နဲ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ဒီတိုက်ပွဲတွေဖြစ်ပွားနေတဲ့ကိစ္စမနေ့ကလည်းကျွန်တော်တင်ပေးခဲ့တယ်။တင်းမာမှုတွေဖြစ်နေတယ်။မနေ့ကကျွန်တော်တင်ပေးတာကတော့ SSPP နဲ့ TNLA နဲ့အခုက SSPP နဲ့ MND နဲ့ဆိုတော့တိုက်ပွဲကတော့ MND နဲ့ဖြစ်တယ်။ TNLA နဲ့တင်းမာတယ်။ဆိုတော့ TNLA က ် SSPB နဲ့ပဲလားဆိုတော့မဟုတ်သေးဘူး KIA နဲ့လည်းတင်းမာတယ်အဲ့တော့မင်းရဖြစ်တဲ့ဖြစ်စဉ်မှာမင်းရပြောခဲ့တဲ့ဖြစ်စဉ်တခုရှိမယ်အခု SSPB နဲ့ဒီကိုကန်တက် MND တို့ကြားမှာတိုက်ပွဲဖြစ်ပွားနေတယ်အဲ့ဒါတော့ချန်ပီယံမြောက်ပိုင်းလာရှိုးမြို့နယ်ဟန်နာအုပ်စုနဲ့နမ်လုတ်ရွာပေါ့နော်နမ်လုတ်ရွာအနီးပေါ့သူတို့တော့နားလုတ်လို့လည်းခေါ်တာပေါ့နော်နားလုတ်ရွာအနီးမှာနေမီအငင်းပွားမှုကြောင့်ဖြစ်ပွားနေတာဖြစ်ပါတယ်ဆိုတော့သူတို့က MND ကဒီ တစ်တုံညာနှစ်ခုဆစ်စင်ကြီးကာလမှာရှမ်းမြောက်ရဲ့နယ်မြေကိုကြော်လွန်ပြီးတော့လာချူနဲ့တီဘောနယ်မြေကိုဝင်လာတာဖြစ်လို့အခုလိုမျိုးပြစ်ခတ်မှုတွေဖြစ်တယ်ဆိုပြီးတော့ပြောပါတယ်အခုနောက်ဆုံးရထားတဲ့သတင်းအရ MNDE အဖွဲ့ဝင်10ဦးလောက်တည်ဆုံးခဲ့တယ်လို့သိရတယ်ထီထက်လည်းပို့ပြီးတော့တိုက်ပွဲဆက်ပြီးပြင်းထန်မှုရှိနေပါတယ်နောက်ထပ်ဒီ KYA နဲ့ TNL ကလည်း KYA တရင်ရှိနယ်မြေမန်တုံမှာ TNL အဖွဲ့တွေရောက်လာပြီးတော့ KYA ကိုစီးရဖိအား ပေးပြီးတော့ KI ကိုပိတ်ဆို့ထားတယ်ပေါ့နော်ဆိုတော့ဒီရှမ်းမြောက်ပေါ့နော်ရှမ်းမြောက်ဒေသမှာတော်တော်လေးရှုပ်ထွေးနေတဲ့အခြေအနေဖြစ်ပါတယ်နော်ဟိုအဖွဲတွေတစ်ဖွဲနဲ့တစ်ဖွဲလည်းစောင်းပြီးတော့မြောင်းပြီးတော့ဒီလိုဖြစ်နေတဲ့အနေအထားပေါ့နော်အဲ့တော့လက်ရှိလာရှိုးမှာလူညွေးတစ်ဖုံကနေတော့ပြန်ပြီးတော့ထိုင်ထားတဲ့အနေအထားရှိတယ်အဲ့လိုအခြေအနေမျိုးမှာမှာသူတို့ကဟိုလိုမျိုးစုဘူးအောင်ကြမှုတွေဖြစ်လာတယ်ဆိုလို့ရှိရင်တော့ ဘယ်လိုကြားရဲနေဘယ်လိုယက်တီရမလဲဆိုတော့ကျွန်တော်စဉ်းစားနေတယ်ပေါ့နော်ဘယ်လိုဘယ်လိုတော့ဆက်ပြစ်မလဲဆိုတော့မသိဘူးဒါမဲ့လည်းစိတ်မပူပါနဲ့ဒီအဖွဲတွေကသူ့အနေနဲ့သူပြေလည်အောင်ဖြည့်ရှင်းသွားလိမ့်မယ်ဘယ်နှစ်ယောက်တည်တည်ပြီးလို့ရှိရင်ငြိမ်သွားပါလိမ့်မယ်နောက်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ဒီထောက်လန်ရေးသတင်းအချက်လက်တွေရပါပေါ့နော်ဟုတ်တယ်နောက်ဘက်ကလာတဲ့ထောက်လန်ရေးသတင်းအချက်လက်တွေကအစ္စရေးကနေပြီးတော့အီရန်ကိုတိုက်ခိုက်တော့မယ်ဆိုပြီးတော့ဒါသတင်းတွေ ရေးနေကြပါတယ်တော်တော်များများသတင်းတွေဖော်ပြနေကြပါပြီဒေတာသတင်းမီဒီယာတွေကလည်းဖော်ပြကြပါတယ်ဆိုတော့အီရန်ကမကြခင်မှာဒီနျူကလ িয়ার နဲ့ပတ်သက်တဲ့ယူရီနီယံတန့်စင်မှုကဒါအဆင့်တစ်ခုကိုရောက်နေပြီမကြခင်မှာသူတို့ဒါလက်ဝဲပိုင်ဆိုင်တော့မယ်ပေါ့နော်နျူကလ িয়ার လက်နက်လုံနိုင်တဲ့အနေအထားဒီသူတို့ပိုင်ဆိုင်တော့မယ်ဆိုပြီးတော့ IAEA ကနေသတင်းထုတ်ပြန်လိုက်တယ်ပေါ့နော် IAEA ထုတ်ပြန်ချက်အရအခုလိုမျိုးယူရီနီယံတွေကို အချင်းဒီတစ်ခုတည်းရအောင်ထုတ်ပြန်တယ်ဆိုတာပို့ပြီးဆွလိုက်တယ်လို့ဖြစ်တာပေါ့အမေရိကန်နဲ့အီရန်ရဲ့ဆွေးနွေးမှုရှိတယ်ဒီဒါနဲ့ပတ်သက်ပြီးနျူကလ িয়ার ဖြတ်သိမ်းရေးနဲ့ပတ်သက်ပြီးတော့အဲ့ဆွဲရင်မဲ့အုံချမယ်ဆိုပြီးတော့အမေရိကန်အနေနဲ့ဒီထဲမှာဝင်ပြီးရင်းနှီးမြှုပ်နှံမှုတော့ကျွန်တော်တို့ကကြားရတယ်ပေါ့နော်အဲ့ဒီအတွက်ဒါဟိုဆွေးနွေးမှုကအတိုင်းအတာတစ်ခုရောက်နေတဲ့အချိန်မှာ IAEA ရဲ့ထုတ်ပြန်ချက်အရတော်တော်လေးအဲ့အီရန်အတွက်ရောအမေရိကန်အတွက်ရောတော်တော်လေးအကျက်ရိုက်စေတယ်ဒီထုတ်ပြန်ချက်ကြောင့်ပေါ့နော်အဲ့လိုမျိုးထုတ်ပြန်လိုက်တာကြောင့်ဒါ ်အစ္စရေးရအကြောင်းပြချက်တစ်ခုခုနဲ့အီရန်ကိုဝင်တိုက်နိုင်ကြီးများနေတယ်ဆိုပြီးတော့ဒါသတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်အဲ့တော့အစ္စရေးနေတိုက်မယ်ဆိုရင်အနည်းဆုံးစီးရီးယားကိုဖျက်မယ်အဲ့တော့ပြီးခဲ့တဲ့ရက်ပိုင်းမှာစီးရီးယားမှာရှိတဲ့နေရာအချို့ကိုအစ္စရေးစစ်တပ်ကဘုံကျဲတယ်ပေါ့နော်အဲ့လိုဖြစ်စဉ်တွေကြောင့်ဒါဂျားထဲမှာဒါသူတို့သွားမဲ့လမ်းကြောင်းများကျူရှင်းနေတာလားဆိုတော့အော်ဒီလိုမျိုးတုံသက်ချက်တွေကလည်းရှိနေတာဖြစ်ပါတယ်နောက်တစ်ရင်ကတော့ဒီပခုတ်ကူပောက်သွားတဲ့ကားလမ်းပေါ့အဲ့ဒီကားလမ်းပေါ်မှာ PDF တောင်ကျန်းသူတွေထောင်ထားတဲ့မိုင်းတွေပေါ့နော်တစ်ပင်တွေမှာခြိထားတာတွေမြေကြီးတွေမှာမြုပ်ထားတဲ့မိုင်းတွေကိုလုံညွိတပ်ဖွဲ့ဝင်တွေကလိုက်လံဖောက်ထုတ်ရှင်းလင်းနေပါတယ်အဲ့တော့ဒီလိုရှင်းလင်းတဲ့နေရာမှာကျွန်တော်ကြည့်တလို့ပေါ့နော်တိုင်ကီလောက်ရှိတဲ့မိုင်းကြီးတွေနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ကွန်ကရစ်စီပိုင်းနဲ့လုပ်တဲ့မိုင်းတွေနောက်ပြီးလို့ရှိရင် PVC ပိုက်ပေါ့နော်လေးလက်မပိုက်ကြီး၆လက်မပိုက်ကြီးတွေနဲ့လုပ်တဲ့မိုင်းတွေအများကြီးရှိတယ်ဂါလန်ဘုံတွေနဲ့လုပ်တဲ့မိုင်းတွေပြောချင်တာကမိုင်းမှာဆရာမရှိဘူး မိုင်းဘူးတော့မနိုင်ဘူးအခုသူတို့လိုက်ပြီးတော့မြုပ်ထားတဲ့မိုင်းတွေမြင်တဲ့လောက်တော့လူညွေးတဖုံဝင်နေပေါ်တယ်မမြင်တဲ့လောက်တော့ဖော်လို့ရတယ်မမြင်တဲ့ဟာတိကတော့သွားပြီအဲ့ဒီမိုင်းเนี่ยဘလို့မြုပ်ပြီးတော့ဘလို့ဖြစ်သွားမလဲတော့မပြောတတ်ဘူးတော့နောက်တစ်ချိန်မှာဒီမိုင်းတွေကဒုက္ခပေးလာခဲ့เนาะဘလို့လို့ကြမလဲဒီမိုင်းတွေကသူတို့လည်းဒါထိတ်ချုပ်လို့မရတော့ဘူးဒါဆို မိုးရွာလိုက်နေဘူးလိုက်တို့နေပညာအလောက်မမြင်ဘူးเนาะနှိပ်ခွဲလို့ဖောက်လို့လည်းမရတော့မမြင်မနဲ့ထားတဲ့ဟာတွေကဒီသခံပြည်သူတွေအတွက်တအားဒုက္ခရောက်စီမယ်လို့ကျွန်တော်ထင်ပါတယ်เนาะဒါတွေကလည်းဒီတောင်းကျမ်းသူတွေအနေနဲ့ဆင်ញင်ရမယ့်အရာတွေပေါ့ဘယ်သူအတွက်တိုက်နေရလဲပေါ့ဘယ်အတွက်တိုက်နေရလဲပြည်သူကကွယ်ပေးဘူးလားပြည်သူတက်ဖြတ်ဘူးလားပေါ့ပြည်သူကကွယ်ပေးဖို့ဆိုရင်ပြည်သူတွေတွာလာနေတဲ့နေရာမှာဒီလိုမိုင်းနေရှိတာတော့ဘယ်လိုမှအဆင်မပြေဘူး မပြောနေတဲ့အရာတွေကဘယ်တော့မှပြီးမှာမဟုတ်ဘူးတိုက်ချင်တယ်ဆိုလို့ရှိရင်ကိုယ့်အနေကိုချိန်တိုက်ကြဒီပြည်သူအုံပြနေတဲ့လမ်းပေါ်မှာဒီလိုမိုင်းထောင်တာကတော့ဒါတော်တော်လေးရုပ်ပဲ့တယ်နောက်တစ်ချိန်မှာပြန်ပြီးတော့ဒီမိုင်းတွေကရှင်းလင်းလို့မရခဲ့ရင်မတွေ့ခဲ့ရင်နော်ပြည်သူတွေတော့အန္တရာယ်များပါတယ်မိုင်းဆိုတော့လေတက်တီးလေးတွေမဟုတ်ဘူးတိုင်ကီကိုနှလုံးဘူးသုံးလုံးဘူးပူထားတာအဲ့တော့တစ်လုံးပေါက်ပြီဆိုနောက်လုံးတွေပါဆက်ပေါက်မှာ အဲ့တော့ပြည်သူတွေအတွက်အန္တရာယ်များလုံးပါနောက်သတင်းတပုတ်ကတော့ဒီအစ္စလာမစ်ဥပဒေနဲ့တောက်လျှောက်ရည်တည်လာခဲ့တဲ့ပါကစ္စတန်ဟာလက်ရှိတမရလက်ထက်မှာ တော်တော်လေးထူးထူးခြားခြားလက်မှတ်တစ်ခုကိုထိုးလိုက်ပါတယ်ဥပဒေအသစ်တစ်ရပ်ကိုလက်မှတ်ထိုးပြထားလိုက်ပါတယ်အဲ့ဒါကတော့ဒီပါကစ္စတန်မှာတပ်ငယ်ကလေးတွေကိုထိမ်းမြားလက်ထက်ခြင်းမပြုရဘူးဆိုပြီးတော့ဒါဥပဒေတစ်ရပ်ကိုပြထားလိုက်ပါတယ်ဒါကတော်တော်လေးတမိုင်းအလှည့်ပြောင်းဖြစ်ပါတယ်ဒီအစ္စလာမစ်နိုင်ငံတွေမှာ တော်တော်လေးငယ်တဲ့အရွယ်တွေကိုယောက်ျားယူခွင့်ပေးတယ်ပေါ့နော်။အဲ့တော့အဲ့ဒီအစ္စလာမစ်ဘာသာရေးဥပဒေကိုသူ့အနေနဲ့ကတော့ဂျွန်းထုမောက်ခုံဖြစ်အောင်လုပ်လိုက်တယ်။၁၈နှစ်မပြည့်သေးတဲ့သူကိုလုံးဝလက်ထပ်ခွင့်မရှိဘူးဆိုပြီးတော့ဒီဥပဒေကိုပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။အဲ့တော့ကလေးတော်လည်းကောင်းတာပေါ့နော်။အခုက၁၈နှစ်မပြည့်သေးတဲ့သူကိုတကယ်လို့ဟိုလက်ထပ်ခဲ့မယ်ဆိုလို့ရှိရင်ဘယ်သူမှမဆိုထောင်တန်း၃နှစ်ကြားခံရမယ်ဆိုပြီးတော့သူတို့ဘက်ကဒီဥပဒေပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။ သူအရင်တော့တော့ဒါ10နှစ်ကြော်ကြော်လောက်နဲ့ကလေးတွေကိုအဲအိမ်အောင်ပြုလို့ရတယ်ဆိုပြီးတော့သူတို့ယူခဲ့တာပေါ့နော်အခုနောက်ပိုင်းကတော့ဒီလိုလုံးလုံးမရတော့ဆိုပြီးတော့ဒါတူအနေနဲ့ဒီတော်လိုင်းရေးသေးရဆင်သွင်းလိုက်တာပေါ့နော်နောက်တဲ့နေ့ဘုတ်ကတော့ကျွန်တော်တို့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ဘတ်ဂျက်ကို20ရာခိုင်နှုန်းရှော့ချမှာဖြစ်လို့ဝန်ထမ်းတွေလည်းရှော့ချရတော့မယ်ပေါ့ ဲ့တော့ကုလသမဂ္ဂဘတ်ဂျက်မှာ20ရာခိုင်နှုန်းလျှော့ချဘာကြောင့်လျှော့ချရလဲဆိုတော့ရမုံငွေထည့်ဝင်မှုတွေနှဲပါလာတယ်ဗောနော်နှဲပါလာတာကြောင့်သူတို့အနေနဲ့ဘတ်ဂျက်ကို20ရာခိုင်နှုန်းလျှော့ချရမယ်ဝန်ထမ်းဘလောက်ကိုအနားပေးရမလဲဆိုတော့ဝန်ထမ်းပေါင်း6900ဗောနော်9000နီးပါးလောက်ထိကိုအနားပေးဖို့ရှိနေပါတယ်တို့တို့အနေနဲ့ဒီအမေရိကန်တရုတ်ဒီနိုင်ငံတွေကနေဘတ်ဂျက်တွေထည့်ဝင်နေဒါပေမဲ့လည်းအချို့နိုင်ငံတွေ အဲ့ဒါမထည့်ဝင်နိုင်တော့ဘူးပေါ့နော်အမျိုးမျိုးသောအကြောင်းအရာတွေကြောင့်အမေရိကန်ဆိုလို့ရှိရင်လည်းဘတ်ဂျက်တွေနောက်ဆုတ်ဖို့ပြင်ဆင်နေတာတွေနောက်ဆုတ်ခဲ့တာတွေအများကြီးရှိတာဖြစ်တဲ့အတွက်ဝန်ထမ်းတွေရှော့ချဖို့ဖြစ်လာတယ်ပေါ့နော်နောက်သတင်းတစ်ပုဒ်ကတော့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တက်မတော်ကာကွယ်ဦးတည်ချုပ်ယုံယာယီပစ်ခတ်တိုက်ခိုက်မှုရစဲကြီးအတွက်ဒါထုတ်ပြန်ချက်ပေါ့နော်အဲ့ဒါကတော့ပွင့်လင်းလင်းပြောရရင်တော့ကျွန်တော်တို့အပစ်ခတ်ရစဲကြီးအစိုးရဘက်ကလုထားတဲ့ကာလကကုံတော့မှာပေါ့နော်ကုံဝိုင်းပေါ့ကုံဝိုင်းဖြစ်တဲ့အတွက်ဇွန်လတရနေ့ကနေပြီးတော့ထပ်ပြီးတော့ရပောင်း30 ထပ်ပြီးတိုးပါတယ်ဇွန်လ30ရက်နေ့ထိယာယီပြစ်ခတ်တိုက်ခိုက်မှုရစဲကြီးကာလအဖြစ်ဒါထပ်မံတိုးမြင့်ထုတ်ပြန်လိုက်တယ်ပေါ့နော်တဘောကတော့နိုင်ငံတကာနဲ့ဂျာထဲမှာပြောဆိုဆက်ဆံတာအဆင်ပြေအောင်လို့လုပ်နေတယ်လို့ကျွန်တော်မြင်တယ်ဒါပေမဲ့နော်ဒါပေမဲ့ဒီထုတ်ပြန်ချက်ရဲ့အပိုက်9မှာယာယီပြစ်ခတ်တိုက်ခိုက်မှုထုတ်ပြန်ကြေညာသည့်ကာလတွင်တိုင်းဒေသလက်နက်ကိုင်ဖွဲ့များအနေနဲ့ခြားလက်နက်ကိုင်ဖွဲ့များနေဖြစ်နော်အများပြည်သူသွားလာအုံပြုလျက်ရှိသည့်ဆက်သွယ်ရေးလမ်းကြောင်းများနောက်ဆက်တိုက်ခိုက်ခြင်း ထိခိုက်ပျက်စီးစေခြင်းပြည်သူလူထု၏အသက်စီးစိမ်အိုးအိမ်ကိုထိခိုက်ပျက်စီးစေခြင်းလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတောင်းထမ်းဆောင်လည်းရှိသည့်လုံခြုံရေးတပ်ဖွဲ့ဝင်များတပ်စခန်းများတိုက်ခိုက်ခြင်းဌာနချုပ်များနောက်ဆက်တိုက်ခိုက်ခြင်းနိုင်ငံချင်းရေးကိုထိခိုက်ပျက်စီးသည့်မီအင်အားစုဆောင်ခြင်းပြင်ဆင်စုဖွဲ့ခြင်းနှင့်မြေချက်တင်ခြင်းမှမပြည့်ရနှင့်ထိုကဲ့သို့ဆောင်ရွက်ပါကတမတော်နေပြည်သူလူထုကာကွယ်သားဖြင့်လိုအပ်သည့်အရေးယူတုံ့ပြန်မှုများဆောင်ရွက်တော်မူဖြစ်ကြောင်းအသိပေးထုတ်ပြန်ရပါသည်ဒါကတော့နောက်ဆက်တွဲထည့်ထားတဲ့အရာပါเนาะအဲ့ဒီအရာတွေက လက်ရှိဖြစ်ပြနေတဲ့တိုက်ပွဲတွေပဲเนาะအဲ့ဒီအရာတွေလက်ရှိဖြစ်ပြနေတဲ့တိုက်ပွဲတွေပဲသူထည့်လာတဲ့ခေါင်းစဉ်အကုန်လုံးကလက်ရှိဖြစ်ပြနေတဲ့တိုက်ပွဲတွေပဲဥပမာလေချောင်းတိုက်ခိုက်မှုတစ်ခုလုပ်မယ်ဆိုလို့ရှိရင်လေဒီမှာအကျုံးဝင်တယ်မပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုထိခိုက်တယ်ဆိုတဲ့ဟိုကအကျုံးဝင်ပါလေเนาะပြည်သူတွေရဲ့အိမ်ပေါ်မှာတက်နေတာစာတင်ချောင်းမှာတက်နေတာလို့ရှိရင်လမ်းပေါ်မှာဟိုမိုင်းထောင်နေတာပြစ်ခတ်ရှင်းလင်းခွင့်ရှိတယ်အဲ့လိုပဲအင်အားသွားစုဖွဲ့တာရွာထဲမှာသွားပြီးအင်အားစုဖွဲ့တာဒါမျိုးဆိုလေပြစ်ခတ်ရှင်းလင်းခွင့်ရှိပါတယ် အပြစ်ခတ်ရေးစေးရေးကြီးညာထားတယ်။ဒါပေမဲ့စခန်းကိုတော့မတိုက်လို့ပဲပြောတာ။နော်တခြားနေရာမှာစူဖတ်မှုလို့လို့ရှိရင်တော့အတိုက်ခံရမယ်ပေါ့နော်။နောက်တဲ့နေ့ဘုကတော့ဒါဂျာမနီနိုင်ငံထုတ်ဒါ Tarat ဒုံကြီးတွေနဲ့ရုရှားကိုတိုက်ခိုက်ခဲ့မယ်ဆိုလို့ရှိရင်ဂျာမနီကိုရုရှားကနေပြီးတော့လက်တုပ်ပြန်မယ်ဆိုပြီးတော့ကြီးညာလိုက်ပါတယ်။အဲ့လိုကြီးညာပြီးတဲ့နောက်ပိုင်းမှာဂျာမနီဘက်ကလည်းသူတို့ရဲ့ဒုံကြီးတွေနဲ့ရုရှားကိုတိုက်ခိုက်မှာဆိုတဲ့အတွက်ယူကရိန်းကိုအဲ့ဒုံကြီးမပို့ဘူး ပြပြကြီးညာလိုက်တယ်ပေါ့နော်ဒါကလည်းအဲနောက်ယောပနိုင်ငံတွေရဲ့ကြောက်စိတ်လေးပေါ့နော်ဒါမှမဟုတ်လဲရုရှားကိုတိုက်ဖို့အတွက်အသုံးပြုခွင့်ပေးထားတဲ့အထက်မှာ strong shadow လို့ခေါ်တဲ့ဒီ british လုတ်တဲ့ you know uk လုတ်တဲ့ဒုံးကြီးလည်းရှိတယ်အဲ့ဒီဒုံးကြီးကတော့အဲအခုမတုံးသေးဘူးပေါ့နော်တုံးတယ်ဆိုလို့ရှိရင် uk လည်းနာမဲ့တဘောမှာရှိပါတယ်နောက်တစ်ဒီနေ့ဘုကတော့ကျွန်တော်တို့အခုရက်ပိုင်းမှာဒါမိခမိခမြေတလျှောက်မိခမြေကြောင်တလျှောက် ရေကြီးနေမြုပ်မှုတွေဖြစ်ပေါ်နေတယ်။နော်ဒီမြေပြိုမှုတွေဖြစ်ပေါ်တယ်။နောက်ပြီးလို့ရှိရင် ERD မြေကြီးမြင့်တက်လာနိုင်ပွဲရှိတယ်။အဲ့အတွက်ကြိုတင်ပြင်ဆင်ထားဖို့လည်းလိုတယ်ပေါ့နော်။အခုတချို့နေရာတွေမှာအိမ်အလုံးလိုက်မျောပါတာရေကြီးနေတာတွေအများပြားဖြစ်ပေါ်နေပြီ။ဆိုတော့ဒါမိုးဥကလာရောက်လာပြီဆိုလို့ရှိရင်ဒီလိုဖြစ်စဉ်မျိုးတွေကဖြစ်တတ်တဲ့အတွက်အတက်နိုင်ဆုံးပြင်ဆင်ထားဖို့လိုတယ်။ဆိုတော့ ERD မြေကြီးရာစွန့်ရင်ရေမှတ်ကိုမရောက်သေးဘူးဆိုပေမဲ့လည်းရောင်းနိုင်ပွဲရှိတယ်လို့တော့ပြောတယ်။ တော့မိခမြစ်ကတော့စိုးရင်ရင်မကြော်သွားပြီလို့တော့ပြောတယ်။တော့နောက်ထပ်ဒီမလိခမြစ်တို့ဘာလို့လဲလဲနောက်မှာတော့လိုက်တော့တက်လာတယ်။ဒါပေမဲ့လည်းဟိုစိုးရင်ရင်မတော့မရောက်သေးဘူးပေါ့နော်။အဲ့တော့ဒီသက်ကံပြည်သူတွေအနေနဲ့ရေဒီယိုရတဲ့နေရာမှာရေဒီယိုနဲ့အစိုးရရဲ့ထုတ်ပြန်ချက်တွေထဲမှာဒီမူလဝါဒနဲ့ပတ်သက်တဲ့သတင်းတွေနားထောင်မှုဖုန်းလိုင်းရတဲ့နေရာမှာလည်းမူလဝါဒနဲ့သတင်းတွေအဆက်မပြတ်ကြီးရှုကြဖို့အတွက် ကျွန်တော်မြစ်တာရက်ခန့်ကြည့်ပါတယ်နောက်သတင်းတစ်ပုဒ်ကတော့အဲမန္တလေး PD ရဲ့အဖွဲ့ကအကောင်းဆုံးစနိုက်ပါဆုရထားတဲ့ Hydra ဆိုတဲ့သူပေါ့နော် Hydra ဆိုတဲ့သူဟောသူစနိုက်ပါပြစ်ခံခဲ့ရပါတယ်သူကတော့အကောင်းဆုံးစနိုက်ပါဆုရတာပါပဲဒါပေမဲ့လည်းစနိုက်ပါနဲ့ပြန်တွေ့တဲ့အချိန်မှာသူပြန်တည်သွားပါတယ်သူအပါဝင် နောက်ထပ်တယောက်ပေါ့နော်တည်ဆုံးတဲ့အလောင်းနှစ်လောင်းကိုတွေ့ရှိရတယ်အဲ့ဒီမှာမှသူ့ရဲ့ဒါအိတ်ထဲမှာ မန္တလေး PDF အဖွဲ့အထူးစနိုက်ပါမိုးမှန်တင်တန်းမှာအကောင်းဆုံးဆူရရှိခဲ့သူလို့သိရပါဗျ။နောက်တဲ့နေ့ဘုတ်ကတော့မြန်မာဘက်ကိုပို့မဲ့လက်လုပစ္စတိုပေါ့လက်လုပစ္စတို25လက်ကိုမေဆိုင်တံတားမှာဖန်ဆီးရမိခဲ့တယ်လို့ပြောပါတယ်။ဒီလက်လုပစ္စတို့လို့သာပြောတာ။နောက်မြန်မာနိုင်ငံမှာလုံနေတဲ့လက်လုလောက်မြင်ပြီးတော့တချို့ကဒါလက်လုမဟုတ်ပါဘူးအတီတွေလို့ပြောတယ်မဟုတ်ဘူး။ထိုင်းဘက်ကလက်လုတွေကတကယ်တက်ရက်တယ်နော်။တကယ်တက်ရက်တယ်။ဒီ point 38တက်လက်ကျွန်တော်မြင်ဘူးတယ်။ တနက်ကလုံးဝအမေရိကန်တို့တူရကီတို့ထုတ်တဲ့တနက်တွေကိုမမှီပေမဲ့တော်တော်လေးတည်တည်တတ်တတ်ရရက်ကိုလုံနိုင်တယ်เนาะအဲ့ဒီအတွက်အဲ့ဒါတွေကလက်လုတ်ဆိုတာကျွန်တော်တို့သိတယ်တိုင်းမကလက်လုတ်တနက်25လက်ကိုမြန်မာနိုင်ငံတာချီလေးဘက်ကနေတဆင့်ဝင်ရောက်ဖို့အတွက်တရားမှတန်းစီနေတဲ့၃မိန်တစည်းကိုတိုင်းဘက်ကစစ်ဆေးရမှာအဲ့ဒီကောက်ရိုးတွေကြားထဲမှာဖွက်ပြီးတော့တည်လာတာဖြစ်ပါတယ်အဲ့ဒီကောက်ရိုးထုံးတွေကြားထဲမှာဖွက်ပြီးတည်လာတဲ့ တနက်25လက်ကိုတုံးမင်းရင်နဲ့အတူပါလာတဲ့အဲ့တဲ့34နှစ်အရွယ်လူတဦးနဲ့35နှစ်အရွယ်တဦးပေါ့နော်နှစ်ဦးလုံးမြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။ဖန်စီရမိခဲ့တယ်လို့သိရပါတယ်။သူတို့ရဲ့ထွက်ဆိုချက်အရာတော့သူတို့ကတော့တရားပိတ်ချိန်နီးတဲ့အတွက်တရားကိုအမြန်မောင်းလာတဲ့အချိန်မှာဟိုလမ်းမှာဟိုလူလူတယောက်ကတားပြီးတော့သူတို့ရဲ့ဒီကောက်ရိုးတုံးကိုတာချီလေးဘက်ကိုဖတ်လီယာနဲ့ပို့ခိုင်ခဲ့တယ်လို့သိရပါတယ်။ဆိုတော့ သူတို့ကလည်းတည်တည်ချာမစစ်စေးပဲနဲ့ဒီကောက်ယူလုံယူဘက်လီယာရမယ်ဆိုပြီးတော့တင်လာခဲ့တယ်။အတိုင်းမဲ့လည်းလမ်းမှာတင်အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။တော့ဒီရက်ပိုင်း W ကားတွေဖမ်းနေတာကြောင့်ဒီဝက်တော့ကားတွေပေါ့နော်အဖမ်းခံနေရတာကြောင့်ချို့နေရာတွေမှာ ကားတွေကိုတော်ရီတွေမှာတော့ဖွက်ထားတာ Telegram မှာလည်းတင်ထားပြပါတယ်။ဆိုတော့ပြောတော့အဲ့ဒီထဲမှာလုပ်ငန်းသုံးကားတွေရော နော်ကုန်တန်ကားတွေရောအများအပြားပေါ့နော် အင်စီးကားတွေရောပါဝင်ပါတယ်။ဒီကားတွေကိုအခုဖွက်ပြီးတော့ထားကြတယ်ပေါ့နော်။ကြိုပြီးသတင်းပေးထားလို့ပေါ့နော်။ တရင်ကျူရထားလို့ပေါ့နော်ဖမ်းတော့မဆိုတရင်ကျူရထားတာဖြစ်တဲ့အတွက်ဟိုတော့ဖတ်ထားကြရတယ်ပေါ့နော်ဒါဖြည့်ရှင်းလို့မလွယ်တဲ့ကိစ္စတစ်ခုဖြစ်ပါတယ်မဖြည့်ရှင်းရခက်တဲ့ကိစ္စဖြစ်ပါတယ်နော်ဒီကိစ္စနည်းနည်းလေဟိုပြည်သူလူထုအတွက်လည်းစိတ်အနှောင့်အယှက်ဖြစ်ရပါတယ်ဆိုတော့နောက်ဆုံးတရင်တစ်ပုဒ်အနေနဲ့ကျွန်တော်တို့ဗမော်တရင်ပြောရရင်တော့ဗမော်မှာအနီးကထိတွေ့တိုက်ပွဲတွေဒါတိတ်မရှိပါဘူးငြိမ်သက်နေပါတယ်ဒီ KIA ဘက်ကနေပြီးတော့အဝေးကနေပြီးတော့လက်နက်ကြီးနဲ့လှမ်းပစ်တာနော်တစ်ချက်တစ်ချက် သွေးတို့ဆန်းတာလောက်ရှိတယ်။လမ်းမှာမိုင်းနှထောင်တာရှိတယ်။ဒါပေမဲ့လည်းလူကြီးတပ်ဖွဲ့ဝင်တွေက drone နေနဲ့ကင်းထောက်တာတွေရှင်းလင်းတာတွေစက်တိုက်လှုပ်ဆောင်နေတာဖြစ်တဲ့အတွက်ဒါအဆင်ပြေနေတယ်လို့ပြောလို့ရတယ်ပေါ့နော်။နောက်တစ်ချက်ကကျွန်တော်တို့ကြောက်ဖြူဘက်ပေါ့။ကြောက်ဖြူဘက်မှာလည်းဖြစ်စဉ်အချို့ရှိတယ်။ထိခိုက်မှုအချို့ရှိတယ်။ဒါပေမဲ့လည်းဟိုပို့ပြီးတော့တိကျတိကျတဲ့တရင်ကတော့မရှိသေးဘူး။ထပ်ပြီးတော့ A ဘက်က82သွားတဲ့တရင်လည်းမရှိသေးပါဘူး။ထိခိုက်မှုအချို့ကတော့ရှိခဲ့တယ်။ဖြစ်စဉ်အချို့ကတော့ရှိခဲ့တယ်။ဒါပေမဲ့ ဘယ်စစ်မျက်နှာပြင်မှာငြိမ်သက်နေမကောင်းပါဘူးเนาะတကယ်စစ်တိုက်နေတဲ့နေရာမှာငြိမ်သက်နေတယ်ဆိုရင်လုံးဝမကောင်းဘူးနှစ်ဖက်တက်မဆုတ်ထားဘဲနဲ့စစ်မျက်နှာပြင်ငြိမ်သက်နေတယ်ဆိုတာလုံးဝကောင်းတဲ့လက္ခဏာတော့မဟုတ်ပါဘူးဒါဘယ်မှာပဲဖြစ်ဖြစ်ပါနော်ဒီဘက် AI တိုင်းဘက်မှာဆိုလဲရှိနေလေးမျက်နှာပချံရှိပါတယ်အဲ့ပချံမှာလည်းပြီးခဲ့တဲ့ငကရစ်တောင်တိုက်ပွဲပြီးတဲ့နောက်ပိုင်းမှာနည်းနည်းပြန်ပြီးငြိမ်သက်နေတယ်အဲ့လိုပဲညောင်ကျိုးဘက်လည်းငြိမ်သက်နေတယ်ဒါပေမဲ့နေရီကန်ပချံမှာတော့အဲတိုက်ပွဲအချို့ဖြစ်ပွားခဲ့တယ်လို့သိရတယ် ီမှာထိခိုက်တိုက်ဆုံမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါအတည်ပြုလို့တော့မရသေးပါဘူးခင်ဗျာဆိုတော့ဒီနေ့အတွက်သတင်းတွေကတော့ဒီလောက်ပါပဲကြီးစုအပ်ပေးတဲ့အတွက်တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ GP WP ARP CBV ဖုန်းနံပါတ်ဖြစ်တဲ့39480398ကိုဒါတိုက်ရိုက်အကောင့်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် GP WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ်ပတ်စဝတ်ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ